တေတံကိုသုံးပြီဆိုရင်လည်းဘသူတွေပဲအဓိကခံရမှာလဲဆိုဖိနှိပ်ခံပြည်သူတွေအောက်ခြေလူရန်းသားတွေအားပဲဒီတေတံရဲ့တံကိုအဓိကခံရမှာပေါ့နော်ကျွန်တော်တို့လည်းຫນွေဦးတော်လိုင်းမှာကြည့်ပြီဆိုလေဒါကိုချိုးစီရတို့တို့ကိုကျင်မီတို့ဆိုလေစစ်တပ်ကတစ်ဖက်သက်ကျင့်သုံးနေတေတံကြောင့်ဒါဒီလိုကျွန်တော်တို့တက်ဖြတ်ခံရတာဗမာပြည်ရဲ့အင်ဂျီနိုင်ငံတပိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဝင်ကြီးချုပ်ဟောင်းရှေ့ခ်ဟာစီနာကတော့လူသားမျိုးနွယ်ကိုကျူးလွန်တဲ့ယာစွေးမှုတွေနဲ့ပတ်သက်ပြီးတော့ဒီ တနင်္လာနေ့မှာသူ့ကိုတေတန်ချမှတ်ခဲ့တယ်လို့ကျွန်တော်သိရပါတယ်ဒါပေမဲ့သူကတော့အာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကနေထွက်ခွာပြီးအိန္ဒိယနိုင်ငံကိုဟာလက်ရှိထွက်ပြေးတိမ်းရှောင်နေလို့သိရတယ်ဗောနော်ဒီတရားစီရင်ရေးမှာလည်းသူပူပေါင်းပါဝင်ခြင်းတော့မရှိဘူးသူ့တို့ဒါကျွန်တော်ပမာလို့နားလေသလိုပြောရမယ်ဆိုတော့မျက်ကွယ်တေတန်ဗောနော်မျက်ကွယ်တေတန်ချမှတ်ခဲ့တယ်လို့ပဲကျွန်တော်နားလေလို့ရပါတယ်ချမှတ်ခဲ့တဲ့တရားရုံးကတော့ကျွန်တော်ဒီနိုင်ငံတကာရာဇဝမှုတရားရုံးတစ်ခုဖြစ်တဲ့ International Criminal Tribunal of Bangladesh ဗောနော် ICTBD လို့လေကျွန်တော်အတိုကောက်ခေါ်တာတွေ့ရတယ် တရားနေပြီးတော့ဒီ2024ခုနှစ်အတွင်းမှာဖြစ်ခဲ့တဲ့ဒီចောင်းသားတွေတည်သူတွေရဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ခဲ့တဲ့လူအုပ်ချုပ်မှုကိုသူကရရက်ဆက်ဆက်နိုင်နေတက်ထက်မှုတွေပြုခဲ့တယ်ဆိုရဲဆွဆွဲချက်တွေကြောင့်ပဲဒီရှေ့ဟာစီနာက crime against humanity လို့ခေါ်တဲ့လူသားမျိုးတွေပေါ်ကျူးလွန်တဲ့ရာဇမှုကိုကျူးလွန်သူတယောက်အဖြစ်နေဒီလိုတည်တံ့ချမှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်ဒီနိုင်နေမှုတွေမှာဒီចောင်းသားတွေတည်သူပေါင်းအနေအထားတည်ဆုံးခဲ့ပြီးတော့ကျွန်တော်တို့ကကမ္ဘာကုလသမဂ္ဂရဲ့ အစီအခံသားတွေရဆိုသူစုပုံတေဆုံးသူက1400အထိရှိတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့ဒီရှိတ်ဟာစီနာဆိုတာဘယ်သူလဲပေါ့ကျွန်တော်တို့ဘာဘာဒီပါဆိုရင်တော့ဘာဘာဒီနိုင်ငံရဲ့တမိုင်းနဲ့ဆက်ဆက်ပြီးရှိတ်ဟာစီနာကိုကျွန်တော်တို့သိကြတယ်သိကြတယ်ဆိုရဲအခါမှာသူဒီ ဒါဘာမဒီမှာထစ်ခဲ့တဲ့ဒီ2010နဲ့2020ကြာပေါ့နော်အထူးသဖြင့်2019မှာထစ်ခဲ့တဲ့ Rohingya လူမျိုးတွေပေါ့ဒီမှာစစ်တပ်နဲ့အစိုးရကနေပြီးတော့လူမျိုးလုံးတက်ဖြတ်မှုပေါ့အဲ့ကနေထွက်ပြေးလာတဲ့ Rohingya လူဦးရေတိမ့်နဲ့ချီပြီးတော့နော်၈သိန်း၉သိန်းကျော်တန်တန်းကြီးပါ哦သူ့နိုင်ငံမှာလက်ခံပေးခဲ့တယ်ဒါအပြင်ဒါ Bangladesh နိုင်ငံမှာလည်းဒီ Rohingya လူမျိုးတွေဒီလိုလူမျိုးလုံးတက်တက်ခံမှုဖြစ်စင်နေမှာရှေ့မှာလည်းနှစ်ခါထွက်ပြေးခဲ့ရတဲ့ကာလရှိတဲ့ခါကြတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒီအိန္ဒိယနိုင်ငံထိယုံနေမကောက်ဘူးဒါပေမဲ့ဒီနေ့နိုင်ငံရေးတမိုင်းကြောင်းရပါများစွာဆက်ဆက်နေတဲ့နိုင်ငံပေါ့အဲ့တော့ရှိတ်ဟာစီနာရောလည်းဒီ2019ကာလအတွင်းထိခဲ့တဲ့အခြေအနေတွေမှာဆိုဒီပေါ်မှာဒီဘက်မှာရှိတဲ့ ဒီရိုဟင်ဂျာဆန့်ကျင်ရေးသမားတွေလူနေထိုင်တက်ဖြတ်မှုကိုအားပေးထောက်ခံမှုပြုခဲ့တဲ့သူတော်တော်များများတော့ကာတုံးပုံတွေဆွဲတာမဖွင့်မရပုံစံမျိုးတွေတော့သူ့ကိုတိုက်ခိုက်ပြီးတော့ကျွန်တော်လှုံ့ဆော်ခဲ့တာလည်းရှိတယ်ပေါ့နော်ဒါတော့ဗမာတိဘက်အချက်မှာအဲဒါမဲ့ तू ကအဲ့ကာလမှာတော့ तू ရဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ तू ကကောင်းကောင်းထိန်ချုပ်ဟိုထိန်ချောင်းအုပ်ချုပ်နိုင်တဲ့အခြေအနေရှိပါတယ် ရှိန်ဟစီနာကသူကဒီသူကိုရီးယားလေးဒီဘင်္ဂလားဒေ့ရှ်နိုင်ငံတမိုင်းမှာနိုင်ငံရေးတမိုင်းရဒီတမိုင်းရောက်ရှိတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီရှိန်ဟစီနာရဲ့အဖေဖြစ်သူရှိန်အဗ်ဒူရမန်ကဒါ1981ပေါ့နော်။1981မှာဒီပါကစ္စတန်နိုင်ငံနေအဲ့လိုကဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုတာမရှိသေးဘူးကြ။အရှေ့ပါကစ္စတန်ဆိုတဲ့နေရာပေါ့နော်တည်နေလို့ဖြစ်နေတာဟုတ်ဒီအရှေ့ပါကစ္စတန်ကနေပြီးတော့ဒါအရှေ့ပါကစ္စတန်အနေနဲ့ပေါ့နော်ပါကစ္စတန်ကနေခွဲထားပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုရဲအဲနိုင်ငံကိုထူထောင်ခဲ့တဲ့နိုင်ငံထူထောင်သူတအူးလေးဖြစ်တာပေါ့အဲ့တော့ဒီရှိတ် အာစီနာဒီရှိတ်မူဂျီရမန်ပေါ့နော်ရှိတ်မူဂျီရမန်ရဲ့တမီးလေးဖြစ်တယ်။အဲနောက်ပြီးတော့သူကဒီလိုဥဆောင်ခဲ့တဲ့သူတယောက်တည်းပဲ1985ခုနှစ်မှာဆီယန်နာသိမ်းမှုမှာတော့သူရဲ့ဖခင်ပါဝင်မိသားစုတွေအသက်ခံပြီးသူနဲ့သူညမတက်ရောက်ပဲအဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကနေလွတ်မြောက်ခဲ့တယ်ပေါ့နော်။နောက်ကြတော့သူ1981ခုနှစ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်ရောက်တယ်။နောက်သူဖခင်ထူထောင်ခဲ့တယ်ကျွန်တော်တို့ဒီအဝါမီလီပါတီပေါ့နော်။အဝါမီလီပါတီမှာသူခေါင်းဆောင်ဖြစ်လာပြီးတော့ဒီဆီယန်နာရှင်ဆက်ကျင်ရေးလုပ်ငန်းတွေကိုတောက်လျှောက်လုပ်ခဲ့တာကိုလေးတွေ့ရတယ်။အဲဒါမဲ့သူကဝင်ကြီးချုပ်ဖြစ်ကတော့သူကကာလာနှစ်ခု ဝင်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တယ်ပထမတစ်ချိန်ကတော့1996နဲ့2000ခုနှစ်ကြာပေါ့နော်9နှစ်တက်ကာလထမ်းဆောင်ခဲ့ပြီးတော့ဒုတိယတစ်ချိန်ကတော့တော်တော်ကြာရဲ့15နှစ်လောက်ကြာပြီလို့ကျွန်တော်ပြောလို့ရတယ်2009ကနေနောက်ပြီးတော့ဒီပြီးခဲ့တဲ့နှစ်ပေါ့နော်ဒီចောင်းသားတွေတည်သူတွေစုဘူးအုပ်ချုပ်မှုတွေထစ်ခဲ့တဲ့ကာလအထိဆိုရင်အဲ့မှာ15နှစ်ဆိုတော့သူ့ရဲ့ဝင်ကြီးချုပ်တသန်းစုစုပေါင်းနှစ်20လောက်အထိရှိခဲ့တာကိုကျွန်တော်တွေ့ရပါတယ်ဒါကတော့ဒီရှိတ်ဟာစီနာရဲ့အကြောင်းလေးကိုကျွန်တော်အတူလေးရှင်းပြတာပေါ့နော်အဲ့တော့ကျွန်တော်ပြန်ကြည့်မယ်ဆိုတော့2024ဒီ ဟိုဟာဗောအော့ဂတ်လကာလာတွေဒီဇူလိုင်အော့ဂတ်ကာလာတွေမှာဘာတွေထစ်ခဲ့လဲဗောအဓိကထစ်ခဲ့တဲ့အကြောင်းရင်းကတော့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာသူရဲ့စနစ်တခုရှိပါတယ်ဒါကတော့ဒီတိုင်းဒီဟိုဟာဗောနိုင်ငံဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်မယ်ဆိုတဲ့အခါကျရင်သူကဒီ1981လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာပါဝင်ခဲ့တဲ့လူတွေရဲ့ဒီသားသမီးတွေသူရဲ့ဒီဆွေတွေမျိုးဆက်တွေတွေကသူတွေဟိုဒါကိုတာစနစ်နဲ့အလုတ်ခတ်ပေးတဲ့ ဒါတခုရှိတယ်ဗောဒီဒီကိုရာစနစ်ကိုဒီចောင်းသားရဲ့ပြည်သူတွေကအခုချိန်မှာလက်မခံကျင်တော့သူတို့ကန့်ွက်ကြတယ်အဲ့ဒီကောင်ကတို့လက်ခံကြတယ်ဘာကြောင့်လဲဆိုတော့ဒါလေးဒါခတဲ့ဆဲသားကြည့်တယ်နှစ်ပေါင်း90ကျော်တော့ကြာလာပြီနောက်တစ်ခါကျတော့ဒီယာဘုံမှာမူတည်ပြီးတော့အကတိလိုက်စားမှုတွေညနေသာပေးမှုတွေနီးလက်တင်ရစရုပ်ခုံမှုတွေဗောဒီကောင်းစင်အောက်ကနေလှုပ်ကြတဲ့အခါကျတော့ဒီចောင်းသားတွေနဲ့ပြည်သူတွေကသူတို့ဘွဲရပြီးွားပြီးတော့မဟုတ်ပြည်သူတွေအနေနဲ့လေးဒီအစိုးရအလုပ်တွေကိုဝင်လုံမယ်ဆိုတဲ့အခါမှာ ဒီကိုရာစနစ်ကအခက်အခဲဖြစ်နေအဲ့တော့ဒီကိုရာစစ်စစ်စတမ်ကိုကျွန်တော်တို့ဒီចောင်းသားရဲ့ပြည်သူတွေရဲ့ပေထက်ပေးဖို့တောင်းဆိုရတာနေလူလူအုံကြောင်းမှုဖြစ်လာတယ်။အဲဒီလူလူအုံကြောင်းမှုရဲ့ဟိုနောက်ဆက်တွဲအနေနဲ့ပဲအဲ August လ9ရက်နေ့မှာရှေ့ဟာစီနာကသူ့ရဲ့ဝန်ကြီးချုပ်ရာလူကနှုတ်ထွက်ပြီးတော့ဒါအိန္ဒိယနိုင်ငံကိုသူထွက်ပြေးသွားတယ်ပေါ့နော်ကျွန်တော်အဲ့တော့ဗီဒီယိုလေးကြည့်ရရင်ရဟင်းရင်နဲ့ထွက်ပြေးသွားတဲ့ခါမျိုးလေးကျွန်တော်တို့တွေ့ရတယ်ပေါ့။အဲ့တော့ចောင်းသားတွေကအဓိကဒီကိစ္စတွေចောင်းသားရဲ့ပြည်သူတွေကန့်ကွက်ရတဲ့ဒီကိုရာစစ်စတမ်ပေါ့နော်ဒီကိုရာစစ်စတမ်ကိုကြည့်မယ်ဆိုရင်အဓိကအချက်က တန်းတူညီမျှမှုမရှိဘူးလို့လည်းလူတွေကခံစားရတယ်။ဘာလို့လဲဆိုတော့ဒီခွဲရပမာဏကြီးမားတယ်ကြီးမားတော့ဒီမှာယာရုနေရာတွေကိုရဖို့အတွက်ကိုဒီနောက်မျိုးဆက်တစ်တွေတခြားဒီဒီလိုမဟုတ်ဘူးပေါ့နော်ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်းလူကြီးရလည်းများတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်ပေါ့နော်အဲ့တော့ဝင်ဒီအလုတ်ကိုင်အစိုးရအလုတ်ကိုင်နေရာတွေကလည်းလစ်လက်တဲ့နေရာတွေလည်းအများကြီးရှိနိုင်တယ်ဒါပေမဲ့ဒီကိုရာစနစ်တွေဝင်ဝင်ပြီးတော့ဟိုကလုတ်တဲ့အခါကျတော့တကယ်ဒီနေရာကိုသွားဖို့အတွက်တခြားလူတွေအတွက်ကအခွင့်အရေးကအကန့်အသတ်ဖြစ်နေဒီအပေါ်ကနေပြီးတော့ ဒီចောင်းသားရဲ့ပြည်သူတွေတောင်းဆိုကြတာပေါ့เนาะနောက်ပြီးတော့ဒါလေးနှစ်90လောက်ရှိနေပြီဆိုတဲ့အခါကျတော့တတန်းကတော်တော်လွန်နေပြီပေါ့เนาะအဲ့တော့ညိုဆက်20လောက်အထိသူတို့ဒီလိုလုပ်ပေးပြီးွားပြီဆိုရင်တော့ပြည်သူတွေကိုဒန်းလူနေရမှုပေးဖို့လိုအပ်တာပေါ့အဲ့တော့ဒီလိုဒန်းလူနေရမှုမပေးနိုင်တဲ့အခါမှာဒါကိုဒါចောင်းသားရဲ့ပြည်သူတွေចောင်းသားတွေအတိအကဥဆောင်တော့ပါနောက်ကျတော့ပြည်သူတွေပူးပေါင်းလာပြီးရောဒီဟာကိုဟိုဟာဖြစ်တယ်ပေါ့เนาะဆိုစူပေါင်းတောင်းဆိုကြတယ်ဆန္ဒတွေကြားကြတယ်ဒါဒီဆန္ဒပြပွဲတွေကိုတိုက်ခတ်တက်ဖြတ်နေနေမှုတွေလှုပ်ဆောင်မှုကြောင့်နောက်ဆုံးတော့ရှိတ်ဟာစင်နာက ဒီလိုအဲ့နေဝင်ကြီးရဲ့ကနှုတ်ထွက်ပြီးတော့သူ့ရဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ trade ရရတဲ့အခြေအနေဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့သူအဓိကပေါ့နော်ဒီဆုံးတော့ကျွန်တော်ပြောတဲ့ ICDBD ပေါ့နော်ဒီရာရာစုခုံရုံးကနေပြီးတော့ဒီဘင်္ဂလားဒေ့ရှ်ရာစုခုံရုံးကနေသူ့အဓိကဆွဲချက်တင်နေတဲ့ကိစ္စတွေရှိပါတယ်အဲ့ဒါကတော့အဓိကအချက်တရတော့ဗာလဲဆိုတော့ဒီဆန္ဒပြတဲ့ဒီသူတွေအရက်သားတွေပုံမှာသူကဒီ drone လို့ တော့ဒီပေါင်းသူမေးလေရင်နေရဟန့်ရင်နေနောက်ပြီးတေစေနိုင်နဲ့အသက်တေဆုံးစေနိုင်နဲ့လက်နက်တွေကိုအသုံးပြုပြီးတော့ထျုပ်ခွင်းမို့အမိန်ပေးခဲ့တယ်ပေါ့နော်ဒီအမိန်ပေးခြင်းကြောင့်ဒီចောင်းသားရေတည်သူတွေတေဆုံးရတယ်နောက်ပြီးတော့ဒီလိုဆန္ဒပြနေတဲ့တည်သူတွေចောင်းသားတွေကိုတတ်ဖြတ်ဖို့အတွက်လေသူတိုက်ရိုက်အမိန်ပေးခဲ့တာမျိုးလေကျွန်တော်တွေ့ရတယ်လို့ဒီတရားခုံရုံးကဆိုပါတယ်နောက်ပြီးတော့သူ့ရဲ့မိကွန်းတွေပေါ့အဲ့ကာလမှာပြောခဲ့တဲ့သူ့ရဲ့မိကွန်းတွေသူ့ရဲ့ပြောဆိုချက်တွေဟာဒီလိုဆန္ဒပြចောင်းသားတွေကိုစနစ်တကျတတ်ဖြတ်ဖို့ထျုပ်ခွင်းမို့အတွက်အဓိက လုံးစုံချက်တွေထစ်ခဲ့တယ်ဆိုတဲ့အရာတွေအကြောင်းရင်းတည်းဖြစ်ပါတယ်။နောက်ပြီးတော့သူဒီတရားဝင်အစိုးရတရားကဝင်ကြီးချုပ်တရားအနေနဲ့အဲ့ချိန်မှာဒီလိုအချိန်လေးစိုးတွေကိုထစ်မလာစေဖို့ထိန်းချုပ်ဖို့တားဆီးဖို့တက်ကွက်ခဲ့ပါတယ်။ဒီတက်ကွက်ခဲ့တဲ့အချိန်တွေကြောင့်ပဲဒါចောင်းသားနဲ့ပြည်သူ1400ကျော်တေဆုံးခဲ့ရပြီးတော့ဒီသူကိုယ်တိုင်လည်းထွက်ပြေးခဲ့ရတယ်ဗောနော်ဒါတေဆုံးတဲ့ခါကျတော့ပြည်သူတွေကပို့ပြီးတော့သွေးကြွာလာတယ်ပို့ပြီးတောင်းဆိုမှုတွေတင်းထန်လာပြီးနောက်တော့အစိုးရတရားလုံးတုတ်ကြပြီးတော့နောက်ကျွန်တော်ဒါ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဒါဂျားတိအစိုးရပဲပြောကြမလားဗောနော်ဒီလိုယာယီအစိုးရတက်လာပြီးတော့ဒါဒီနောက်ဆုံးသူထွက်ပြေးသွားတယ်ထွက်ပြေးသွားရင်နောက်မှယာယီအစိုးရတက်လာတော့တွေ့ရတယ်အဲ့တော့သူ့ကိုဒီတေတန်ချမှတ်ခဲ့တဲ့ကျွန်တော်ပြောနေတဲ့ ICD BD ကဘလို့တရားရုံးနေဗောနော်အဲ့တော့ဘလို့တရားရုံးလေးဆိုတော့သူကဒီ1981မှာကျွန်တော်တို့ဖြစ်ခဲ့တဲ့ဒီဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေးစစ်ပွဲတွေအတွင်းမှာ ဒီပါကစ္စတန်ဘက်ကရောဒီလိုကျူးလွန်ခဲ့တယ်ပေါ့နော်ဒီလွတ်လပ်ရေးလှုပ်ရှားမှုအတွင်းမှာဒီလူနေလုံးတပ်ဖြတ်မှုစစ်ရာဇဝမှုလူသားနှုန်းတွေကိုကျူးလွန်တဲ့ရာဇဝမှုတွေအတွက်ဒီမှာပါဝင်ကျူးလွန်ခဲ့တဲ့သူတွေကိုဟိုဟာလှုပ်ဖို့အတွက်အရေးယူအပြစ်ပေးနိုင်မှုအတွက်ဒီဟာကိုထူထောင်ရတာဖြစ်ပါတယ်ထူထောင်သူကလည်းဘယ်သူလဲဆိုတော့ဒီရှိတ်ဟာဆင်နာကိုရိုင်းကလည်းဒါကိုထူထောင်တဲ့အချိန်မှာသူပါဝင်ခဲ့တယ်အဲ့တော့ဒီကနေပြီးတော့ကျွန်တော်တို့ဒီဒီ ရာဇုခုံရုံးကနေပြီးတော့တောက်လျှောက်ပဲကျွန်တော်တို့အိမ်တော်ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီးတော့အပြစ်ပေးအရေးယူမှုတွေရှိခဲ့သလိုအဲတည်ရချမှတ်တဲ့ကိစ္စမျိုးတွေလည်းရှိခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဗောနော်ဒါပေမဲ့ဒီခုံရုံးကအဓိက mandate ပေါ့ဟိုဒီမှာတက်တာဖြစ်နေတဲ့အရာအကြောင်းအရာတစ်ခုကြတော့ဒီခုံရုံးရဲ့ mandate ပါခုံရုံးကဒီ1987မှာထစ်ခဲ့တဲ့ကိစ္စတွေအတွက်ပဲတော့စစ်စစ်တစ်ပေးအရေးယူဖို့တူမှာအခြေခံထားတဲ့ ဥပဒေတစ်ခုရှိတယ်ဒီဥပဒေကနေသွားတာပေါ့ဟုတ်ရှိတ်ဟာစီနာကိုဒီလိုအပြစ်ပေးနိုင်권ရှိမရှိဒီတရားခုံရုံးရဲ့လုပ်ငန်းတာဝန်တွေမှာပါမပါဆိုတာကတော့ဒါတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တရားရေးတင်နေရှင်နဲ့ဥပဒေတင်နေရှင်နဲ့ဆက်လက်ညှင်းခုံရမယ်ကိစ္စပဲဖြစ်ပါတယ်ပေါ့နော်ရှိတ်ဟာစီနာကတော့သူဒါကိုဒီဒီဒေတာအမိန့်ကိုဒါသူညှင်းဆိုထားတယ်သူကျူးလွန်မှုဟိုပါပေါ့နော်လက်မခံဘူးဆိုတဲ့အကြောင်းကိုလည်းထုတ်ပြန်ကြေညာထားတယ်လို့ကျွန်တော်တို့သိရှိရပါတယ်ပေါ့အဲ့တော့ဒီလက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်ဝင်ကြီးချုပ်ဟောရှိတ်ဟာစီနာကတော့အိန္ဒိယမှာခုံလုံနေတယ်ပေါ့နော် အဲ့တော့ဒီတက်တနာကတော့ဒါအတူလေးပဲကျွန်တော်ရှင်းပြတာပါအမှန်တကယ်တော့တခြားတခြားသောကျွန်တော်တို့ဇက်ကြောင်းတွေဇက်ွက်တွေနေအများကြီးရှိပါတယ်ဒါကတော့ကျွန်တော်ဘာကြောင့်ဒီဟာကိုရှင်းပြရလဲဆိုတော့အဓိကအားဖြင့်ကျွန်တော်ဒီကိစ္စကနေဆက်ဆက်ပြီးကျွန်တော်ဗမာပြည်နိုင်ငံရေးနဲ့ဆက်ဆက်စဉ်းစားဖို့ကျွန်တော်အကြောင်းအရာသုံးခုတွေ့ပါတယ်နံပါတ်1ကတော့တရားမျှတမှုဆိုင်ရာအကြောင်းအရာပါအဲ့တော့ဒီလိုကျူးလွန်မှုကိုရှိခဲ့တဲ့သူတွေကိုသူကသူဒီ ICDBD ပေါ့ဒီရာဇဝတ်ခုံရုံးရဲ့အဲ mandate တော့เนาะဒီအကြောင်းဝင်နိုင်မှုတော့အဲတပေးရေးယူနိုင်မှုတော့ဒီကိစ္စတွေကတပိုင်းပေါ့ဒါပေမဲ့ ကျွန်တော်တို့လို့ဗမာပြည်သူတွေဒီလိုလူခွင်ချိုးဖောက်မှုပေါင်းရာဇမှုပေါင်းအများကြီးဖြစ်ခဲ့တဲ့အတိုင်းတည်းတည်းအဲ့တော့ကျွန်တော်တို့ဒီမှာလည်းဒါမျိုးခုံရုံးတွေတူတော်ပြီးတော့အတစ်ပေးနိုင်တဲ့ကာလအထိရောက်ဖို့လိုပါတယ်အဲ့တော့နှစ်ပေါင်း80ကျော်ကြာတင်ရင်းစစ်အတွင်းမှာကျွန်တော်တို့တတ်ဖြတ်ချင်းခံခဲ့ရတဲ့အဲဒီစေရဇမှုတွေနော်ဒါတွေကိုအချိန်မှန်တလက်လက်ကြည်ကြည်တင်းတင်းနဲ့စနစ်တကျကျူးလွန်နေလူသားမျိုးတွေကိုကျူးလွန်နေရာဇမှုတွေရိုဟင်ဂျာလူမျိုးစုတွေကိုတိမ်မှတ်ထားပြီးဥတီရွေကျက်ရှိချင်းနဲ့လူမျိုးတုံးစီဖို့ နော်ဒါဒီမှာစစ်တပ်နဲ့အစိုးရအဆက်သက်ကျူးလွန်နေတဲ့လူနေထိုးတက်ထက်မှုတွေအတွက်လေကျွန်တော်တို့ကဒီလိုတရားမျှတမှုရရှိဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ဒါဗူဒီတောင်မောင်းတော့မှာနော်ဒီညမစစ်တပ်နဲ့သူ့ရဲ့ထောက်ခံအားပေးသူတွေတက်ထက်ချင်းမရင်းချင်းချင်းခံလိုက်ရတဲ့ဒုံမီသားစုလိုက်တက်ထက်ခံလိုက်ရတဲ့ဒုံမဟုတ်ဟိုရွာလုံးကျွမီရှိုးတက်ထက်မှုတွေမှာခံခဲ့ရတဲ့သူတွေလူခွင့်ချုပ်ဖောက်ခံရမှုတွေအတွက်လေကျွန်တော်တို့တရားမျှတမှုလိုတယ်ညတွတ်တွက်ခိုင်အတွက်ကျေစင်အတွက်နော်ဒီလိုຫນွေဥတော်နိုင်ကာလမှာအသက်ပေးခဲ့ရတဲ့တည်သူပေါင်းများစွာရှိပါတယ် တို့တို့လည်းကျွန်တော်တရားနာတမှုလို့ရတယ်။နောက်ဆုံးဒီအာနာမသိငင်ကာလရှေ့ပိုင်းနေမှာထည့်ခဲ့တဲ့တော့ကျွန်တော်ကချင်ကျောင်းဆရာမလေးနှစ်ဦးကိစ္စလူမျိုးစသည်ချင်းစသည်ချင်းစသည်ချင်းလူမျိုးစုဒေတာတွေမှာမြန်မာစစ်တပ်ကနှစ်ပေါင်းနဲ့တော့ကျူးလွန်ခဲ့တဲ့စစ်ရာဇဝမှုတွေအတွက်လည်းကျွန်တော်အတိပေးအရေးနိုင်လို့ပါတယ်။၂000ကိုတန်ကအရေးခင်1996 98ချောင်းသားလှူရှာမှုတွေ1988လူလူအရေးခင်တော့ဒါရင်မတိုင်ခင်လေးရှိခဲ့တဲ့ကျွန်တော်လူလူအရေးတော်ဘုံကြီးတွေဒီလိုလူလူအရေးတော်ဘုံကြီးတွေမှာပါဝင်ခဲ့တဲ့ကျူးလွန်ခဲ့တဲ့ကျေးသူကိုတတ်ဖြတ်ခဲ့တဲ့ ူတွေအားလုံးကိုကျွန်တော်ဒီလိုအပြစ်ပေးအရေးယူနိုင်မှုလို့ပါတယ်အဲ့တော့အပြစ်ပေးအရေးယူနိုင်မှုကိစ္စကိုကျွန်တော်မလုပ်နိုင်ဘူးဆိုကျွန်တော်ဘာလုပ်ရမလဲဆိုဒီလူတွေဒီဒီလိုရာဇွက်ကောင်တွေဖြစ်ခဲ့ရဲဆိုရဲအကြောင်းကိုကျွန်တော်တို့အငြင်းနဲ့မှတ်တမ်းတင်ထားဖို့လို့တွေကျွန်တော်တို့ရဲ့နောင်လာနောင်သားတွေပုံမှာဒီတင်ငန်းစာတွေအကြောင်းသုံးတင်ငန်းစာတွေပုံမှာပါအစပြထမ်းပြီးတော့ဒီလူတွေဒီရာဇွက်မှုတွေအဲကျူးလွန်ခဲ့တဲ့သူတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီလူတွေအပေါ်မှာဟိုဟာဖြစ်တယ်ပြီးအေးအေးယူဖို့အတွက်ကို ကျွန်တော်ဒီလိုမရခဲ့တော့လေတမိုင်းမတန်တင်ခြင်းအထင်နှောင်ထစ်လာမယ့်ကိစ္စတွေကိုကာကွယ်ပေးနိုင်နေဆိုတော့အခြေအနေကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်အဲနောက်တစ်ခုကကြတော့ဒီတရားရုံးဆိုင်ရာကိစ္စပေါ့နော်တရားရုံးဆိုင်ရာကိစ္စဆိုတော့ ဒါနဲ့ကပောင်းမှာဆိုရင်ဒီလိုရာဇုဆိုင်ရာတရားရုံးနေပေါ့နော်ဒီဆိုင်ရာဇုမှုတွေနဲ့တက်ဆက်တဲ့ရာဇုခုဆိုင်ရာတရားရုံးနေအများကြီးရှိကြတယ်ပေါ့နော်ဥပမာဆိုရင်အနည်းဆုံးကျွန်တော်တို့ပြောကြမယ်ဆိုတာမြန်မာအစိုးရရင်ဆိုင်နေရတဲ့ ICJ ပေါ့နော်အဒီဆိုင်ရာတရားရုံးနောက်နောက်တစ်ခါကျတော့အဒီဆိုင်ရာရာဇုခုံရုံး ICC လို့ရှိသလိုကျွန်တော်နိုင်ငံတကာနဲ့တီရင်းနဲ့ပူးပေါင်းပြီးတော့လုပ်ကြတဲ့ hybrid လို့ခေါ်တယ်ပေါ့နော်ဒီဟိုဟာပူးတွဲတရားစီရင်ရုံးတရားရုံးနေလေဒါအရှေ့မှာ Yugoslavia ပြည်ထောင်စုရော Romania Genocide ပြည်ထောင်စုမှာလည်းပေါ်ပေါက်ခဲ့ပါတယ် အခုဒီဘင်္ဂလားဒေ့ရှ်ရဲ့တရားခုံရုံးကတော့သူကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဥပဒေနဲ့ပဲတည်ထောင်ထားတဲ့ဒါတည်ရင်းတရားခုံရုံးပေါ့နော်ဒါပေမဲ့သူကနိုင်ငံတကာယာစုမှုတွေကိုထင်ရှင်းနေဟာဟိုတရားခုံရုံးမှာနိုင်ငံတကာယာစုမှုလို့ပြောလိုက်ပြီဆိုရင်ကျွန်တော်ဒီလူသားညွတ်လို့ပို့ကျူးလို့နေယာစုမှုတွေစစ်ယာစုမှုတွေလူနေလုံးတက်တက်ပြတ်မှုတွေနောက်တစ်ခါကျတော့ဒီအဲတော်ချာလို့ခေါ်တာပေါ့နော်ကျွန်တော်တို့ဟိုနှိမ့်ဆက်မြင်ပန်းမှုတွေအစထောက်မှုတွေဒီလိုကအစကျွန်တော်နိုင်ငံတကာစစ်ယာစုမှုတွေကိုပြစ်တယ်မြေတရားဥပဒေပါအဲ့တော့ဗမာဒီမာတို့ဒီလိုတရားရုံးနေကျွန်တော်ဘယ်အချိန်ကြမှာတည်ထောင်နိုင်ပြီလဲဘယ်အချိန်ကြမှာ ျွန်တော်ပို့ပေါင်းနိုင်ပြီ။ဟုတ်ညမစစ်တက်ကြီးလုံးဝမရှိတော့မှာပဲတတရားဦးနေထူတော်မေလို့အဲစဉ်းစားတဲ့အခြေအနေမျိုးရှိပြီမြေအခုကတော့ဒီလူခွေချိုးပေါင်းမှုမှတ်တမ်းတင်တဲ့ကိစ္စတွေကအများကြီးရှိတယ်။ဟုတ်ညနေကာလကိုကျွန်တော်မှတ်တမ်းတင်ုံနေမှာကောကျွန်တော်အတိတ်သမိုင်းကြောင်းတွေကမှတ်တမ်းတင်ပြီးတော့ဒါတွေကိုတည်သူကိုချပြဖို့လိုတယ်။ဒါကိုဘာကြောင့်လုပ်ဖို့လိုလဲဆိုတော့ကျွန်တော်အတိုင်းဒီမှာတက်တနာပါလဲဆိုတော့ဒီဗမာတီကိုနှစ်ပေါင်းများစွာလုပ်ခဲ့တန်းရွှေတို့နော်နေဝင်းတို့ နေဝင်သားသမီးတွေဆိုလေစိတ်ရဆွမှုမှာလူတွေပြောကြရတယ်ဗျာတို့အဖေကျူးလွန်နေတာတို့သားသမီးနဲ့မဆိုင်ဘူးပေါ့နော်အဲမဆိုင်ဘူးဆိုရင်တို့သားသမီးတွေရောဒီတို့အဖေတွေကျူးလွန်မှုတွေတို့အဖိုးတွေကျူးလွန်မှုတွေကိုထုတ်ဖို့ဝန်ခံတာတည်သူလူလူကိုတောင်းပန်နေရတော့ခါတော့ကြုံမှုလားအင်းနေဝင်လောက်တာကြုံမှုလားဇွဲနေဝင်လောက်တာကြုံမှုလားဟိုကောင်တကောင်ရှိသေးတယ်တန်းရွှေနီဖိုးလာကြီးဆိုတဲ့ကောင်နေရှိသေးအောင်ဒါဒီလူသက်ကောင်ကိုပဲလူသက်တရခံရဲ့နော်ဒါဗမာတီကို ခွေးထစ်အောင်လုပ်ခဲ့တဲ့လူတယောက်ကညီးပဲဒါပေမဲ့ဒီကောင် MTV တွေဘာတွေရိုက်ကြတယ်တီသူတွေကဟုံးဟုံးတော့အားပေးကြတယ်နော်အများကြီးပဲ comment တွေတွေ့ကြတယ်နော်နောက်ပြီးတော့ဟိုပါစစ်ပေါ်တွေအတွက်ဖာကန်းဖွင့်ပေးတဲ့နေဂျီဦးရဲ့အဖေလိုဟာမျိုးနေဂျီဦးထစ်လာတော့လဲဝိုင်းပြီးအားပေးကြတယ်အဲ့တော့ဘာလို့စောင့်မတ်မရှိလို့ထစ်လာရဲ့ပြဿနာဘာလို့စောင့်မတ်မရှိလဲဆိုတော့ကျွန်တော်တို့ကဒါတွေကိုတမိုင်းတင်ငန်းစားရဲ့အဖြစ်နဲ့ကြားထားနိုင်ခြင်းမရှိသလိုနိုင်ငံရေးအာဏာကလေစစ်တပ်အတိုင်းဝိုင်းနဲ့စစ်တပ်လက်ဝဲကအတိုင်းဝိုင်းမှာပဲရှိနေတဲ့အခါကျတော့ဒါတွေတရားမျှတမှုတွေကိုကျွန်တော်မစီရင်နိုင်ဘူး စီရင်နေတော့တတ်ဖို့ထက်ဖို့မဟုတ်ပါဘူးเนาะကျွန်တော်ဆက်ပြောမယ့်အထက်မှာအဲ့ကိစ္စလေးလည်းပါတယ်ဒါပေမဲ့ဒီလူတွေဟာ哦သူတို့အဖေတွေသူတို့အဖိုးတွေသူတို့ရဲ့ရှေ့အစဉ်အဆက်ကကျူးလွန်ခဲ့တဲ့အတွက်သူတို့ကတာဝန်ခံကြမလို့ဟောသူတို့ကတာဝန်မရှိဘူးလို့ကျွန်တော်ရေဘူးကပြောလို့ရပါမယ်သူတို့ဟာ哦သူတို့အဖိုးတွေသူတို့အဖေတွေဒီကျူးလွန်မှုတွေအတွက်လူလူလူဖွဲ့စီကိုတောင်းပန်ပြီးပြီလားနံပါတ်1တစ်ချက်တော့သူတို့လက်တိုက်ရိုက်လက်တွေ့မကျူးလွန်ဘူးဆိုပေမဲ့သူတို့သူတို့အဖိုးတွေအဖေတွေလုပ်ခဲ့တဲ့ဒီကျူးလွန်မှုတွေလူလူပို့ ဒါနဲ့ခေါင်းပုံထက်ထားတဲ့အရာတွေမှပဲထက်စားလက်စားပြီးတော့သူတို့ဘဝကြီးကိုတာယာနေနေအောင်သူကထက်သန်းရင်းနေပဲသူတို့တွေကဆရာကြီးတွေထစ်လာတယ်။နော်ပါဝါကိုစုပ်ကင်လာနိုင်တယ်။နောက်ဆုံးကြာဟိုဘဝမှာကောင်းကောင်းမွန်မွန်နေထိုင်စားတော့ရတဲ့လူတွေလူတွေသားအရကွာချောက်ရတယ်။တင်ညာတက်ဖို့အတွက်သူတို့မှအခွင့်အလမ်းများတယ်။အဲ့တော့သူတို့ရဲ့ဒီပါဝါနဲ့အာဏာကိုထုတ်ကင်နိုင်တဲ့လူတွေသားဖြစ်ဆက်ရှိတာ။အဲ့တော့ဒါတွေအားလုံးဒီကျွန်တော်တို့ကတရားထက်သန်းမှုမရှာဖွေနိုင်ခြင်းရဲ့ပြဿနာ ဲ့တော့ကျွန်တော်ဒီတစ်တစ်ချက်တရားနဲ့တမှုရှာဖွေဖို့လိုတယ်နှစ်တစ်ချက်သမိုင်းသင်ငန်းသားတွေပေးဖို့လိုတယ်ဒီလိုခုံရုံးတွေကျွန်တော်ဖွဲ့နိုင်ဖို့လိုတယ်လူမှုကိုအတီးပေးဖို့လိုတယ်အဲကျွန်တော်တို့တော့ခင်မြုံတော့เนาะအများကြီးပါအများကြီးပါเนาะကျွန်တော်ပြောလို့ရတယ်အခုဒီညီမစစ်တက်ခဲ့ဟိုဟာဗာလဲရွက်ောက်ပွဲအတွက်မဲဆွေတဲ့ ဟိုမဲဆွေဘိုးအတွက်ဖီအားပေးခံရတယ်ပဲဒီလိုပါပဲဒီလိုဒီရုပ်ရှင်တရုပ်ဆောင်တဲ့အဆိုးတို့တွေပါတွေကိုကျွန်တော်တို့အဲစိတ်ကြဆိုကြရေလုံနေရရှိမှာခဏနေဒီအရာတွေလည်းပြီးွားကြအောင်ပါပဲနောက်တဲ့အကွေအကြောင်းတစ်ခုမှာတော့ဒါအာနာရှိရဲ့လူဩသာရှိရဲ့လူတော့ဒီလူတွေကတ်ကြမယ်ပြန်ပြီးတော့ထစ်လာမယ်ဒါအရင်တော့ကလည်းထစ်ခဲ့ပြီးသားပဲတော့ကျွန်တော်တို့ဟိုစစ်တဲ့ဝါရထက်သချင်းတွေကိုဆိုခဲ့တယ်စစ်တဲ့ရုပ်ရှင်တွေရိုက်ခဲ့တဲ့သူတွေဒေါအောင်ဆန်းစုကြည်ထွက်လာတော့လေဒေါအောင်ဆန်းစုကြည်နာအာနာရောက်လေပြစ်ကတ်ကြတာဘာလို့စောက်ရှက်မရှိတဲ့တက်တနာကိုစောက်မှတ်မရှိတဲ့တက်တနာကိုစောက်ရှက်မရှိတဲ့တက်တနာကို ကျွန်တော်ဒါတွေကိုစဉ်းစားဖို့လိုတယ်။နောက်ဆုံးအပိုင်းလေးကျွန်တော်ပြောချင်တဲ့ကိစ္စကတေတံကိစ္စပါ။အဲ့ဒါတော့ကျွန်တော်တဦးရဲ့အနေမှာကျွန်တော်ဒီတေတံကိုလက်ခံနေသူတယောက်မဟုတ်ဘူး။ဒါကြောင့်မို့တရားခုံရုံးနေအဲဒီလိုမှတ်တမ်းတင်မှုတွေလုပ်ဖို့လိုအပ်တယ်ဆိုပေမဲ့အဲဒီပြစ်မှုတွေအတွက်တော့ကျွန်တော်ကတစုံတိသူတို့ကျူးလွန်ခဲ့လိမ့်မယ်နော်။သူတို့လုပ်ခဲ့လိမ့်မယ်။ဒါပေမဲ့ကျွန်တော်တဦးရဲ့အနေနဲ့တေတံကိုလက်ခံလို့မရအောင်။ဘာလို့လဲဆိုတော့တိုင်းဒီမှာကျွန်တော်တို့ definitely ပေါ့နော်။ဒီတေတံဆိုတဲ့အရာကိုပြတ်ထန်းသွားပြီဆိုရင်တက်တနာဘာရင်ဆိုင်ရမလဲဆိုတော့သူကဒါဒီဥပဒေဖြစ်သွားမယ်။ဟောဘသူ့ကိုမဆိုကျူးလွန်လို့ရတယ်။ဒါပေမဲ့ဘသူ့ ဒီတေရန်ကိုဆုံးဖြတ်မဲ့လူတွေရဲ့အာဏာဘယ်သူလက်ထဲမှာရှိနေရလဲဒီသုံးဖြတ်မဲ့တရားသူကြီးလားတော့မဟုတ်အုပ်ချုပ်တဲ့ကောင်လားသမရလားဒီလူတွေထက်ဟိုဒီလူတွေလက်ထဲမှာရှိနေတဲ့အခါကျတော့ဒီတေရန်ဆိုတဲ့လက်နက်ကိုအသုံးပြုပြီးတော့လူ့ဖွဲ့စည်းကိုပြန်လဲဖိနှိပ်မှုတွေလုပ်တဲ့အတွက်ကျွန်တော်တေရန်ကိုလက်မခံခြင်းဖြစ်တယ်နောက်တစ်ခုဗမာတိကပောက်မှာထစ်ခဲ့ရရာဇမှုအခြေအနေတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါတေရန်ကြောင့်ဒါတေရန်ဆိုတာတခိအဆက်ဆက်ပေးခဲ့တာပဲတေရန်ဒီတကယ်ထိရောက်တဲ့ အဲတရားစီရင်ဆုံးဖြတ်မှုဖြစ်တယ်ဆိုရာဇဝမှုတွေကညော်နေလာမှာပေါ့။နောက်ကဘောင်းမှာမဟုတ်ပါဘူး။တည်တယ်ရှိခြင်းမရှိခြင်းနဲ့ရာဇဝမှုညော်နေခြင်းအဲရာဇဝမှုပွားနေခြင်းတွေထပ်တူတော့ကြာမနေဘူး။အဲ့တော့တည်တယ်ကိုဟိုကျွန်တော်ကတော့ဒီအတွက်ကြောင့်တည်တယ်သုံးရမယ်ဆိုတဲ့အယူဆလေးလက်မခံဘူး။ဒါပေမဲ့တည်တယ်ကိုသုံးပြီဆိုရင်လည်းဘသူတွေပဲအဓိကခံရမှာလဲဆိုဖိနှိပ်ခံပြည်သူတွေအောက်ခြေလူရန်းသားတွေကပဲဒီတည်တယ်ရဲ့တန်ကိုအဓိကခံရမှာပေါ့နော်။ကျွန်တော်တည်းຫນွေဦးတော်လိုင်းမှာကြည့်ပြီးဆိုလေဒါကိုချိုးစီရတို့ကိုကျင်မီတို့ဆိုလေစစ်တပ်ကတစ်ဖက်သက်ကျင့်သုံးတဲ့တည်တယ်ကြောင့် ဒါဒီလိုကျွန်တော်တို့တက်ဖြတ်ခံခဲ့ရတယ်အဲ့တော့ဒါဒီဒါရှေ့ဟာစီနာတေရန်ချမှတ်ခြင်းခံရတယ်သူကျူးလွန်ခဲ့တဲ့ crime against humanity လူသားမျိုးနွယ်ကိုကျူးလွန်နေရာဇဝမှုတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီအခြေအနေကနေကျွန်တော်ဗမာပြည်နိုင်ငံရဲ့ဖြစ်စဉ်လေးနေတုံးသက်ဆွေးနွေးသွားတာပဲဖြစ်ပါတယ်ခင်ဗျကျေးဇူးပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်